နို့လူတိုင်းနို့တောက်ဖူးကြတယ်မလားများသောအားဖြင့်ဘာနို့တွေတောက်ကြည့်ကြတယ်လူနို့လားနွားနို့လားကျွန်တော်ကတော့နွားနို့ပါလူနို့ခဏခဏတောက်နေတဲ့လူဆိုရင်တော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကျွန်တော်လိုနွားနို့ပဲတောက်ဖူးတယ်မမတွေကိုပဲချက်တယ်ဆိုရင်တော့ဆက်ကြည့်ပါယောဂါမှာနွားတွေမှာဘဝနှစ်ခုရှိတယ်ဆိုတာရော သိကြလားတကယ်ပါနွားတွေပါဘဝနှစ်ခုရှိပါတယ်ဒီဗီဒီယိုမှာတော့ဒီဘဝနှစ်ခုလုံးမှာကျွန်တော်တို့ဝင်နေပြီးမမတွေကိုချက်တဲ့နှပေါက်လေးတွေဖြစ်ကြကြပါမယ်ပုံမှန်တိုင်းပဲမမကြီးတကောင်လာပါတယ် E8 တွေကိုမမေ့နိုင်သေးတဲ့နမကြီးပါသူ့နမည်ကတော့ဂျိုးဒူပါဂျိုးဒူမှာကိုဝင်လဲပါလာပါတယ်ဒီကိုဝင်က6လလောက်ရှိနေပါပြီနေသေးလားသေကြီးပေါ့နွားတွေရဲ့ပုံမှန်ကိုဝင်က283ရက်6လအတွင်းမှာမွေးတတ်ပါတယ်ဒီတော့ဂျိုးဒူလည်းမွေးပါပြီမွေးလာတဲ့နွားပေါက်လေးကတော့ခဏရပါမွေးမွေးချင်းနွားတစ်ကောင်ရဲ့အလေးချိန်က55ကနေ100ပေါင်လောက်ပဲရှိပါတယ်တာမန်လူတယောက်နဲ့တိတ်မကွာလာပါဘူးတခြားသတ္တဝါတွေလိုမဟုတ်ပဲနွားတွေကအမိနဲ့ပဲနေတာပါအသာစားဖို့ကလည်းစိတ်မပူပါဘူး ပိုင်းဆိုင်မြန်ဆာဟိုမှာမြက်တွေအများကြီးပဲမနက်လို့တယ်ဆိုရွားလို့တော့ဤသွားရင်မြန်ဆာအဆင်တိတိပါပဲဒီချိန်အတွင်းမှာနှစ်ပေါက်တကောင်ကတနေ့ကိုနှစ်ပေါင်လောက်ဒီဝိတ်တက်ပါတယ်အိမ်ကကျွေးတာတွေစားဂိမ်းဆော့ပြီးနေရင်ထိုင်ရင်ကျွန်တော်တို့ဝိတ်တက်လာတယ်လို့ပါပဲဒီလိုကနေ၃လကနေ၁၀လလောက်ရောက်တဲ့အချိန်မှာတော့နို့တွေမဟုတ်ပဲဂျုံပြောင်းစံတို့လိုအခြားသားသားတွေကိုပါစဆားနေပါပြီဒီချိန်မှာနှစ်ပေါက်ဆစ်ဆစ်ပြက်နေပြီပေါ့ နည်းနည်းလေးအတက်ရွယ်ရလာပြီဆိုတော့မိဘတွေနဲ့လည်းမနေချင်တော့ပါဘူးဂျိုတူဤစီကနေတယ်ခွဲနေပြီကိုတိုင်းနေနိုင်အောင်ကြိုးစားရပါတယ်တနေ့တနေ့တကိုတဲနေမြတ်စားမိဖြူစီအလဲသွားနဲ့ဆယ်လားလောက်ကြော်လာရင်တော့တော်တော်လေးအရွယ်ရောက်လာပါပြီဒါပေမဲ့လူကြီးတော့မထစ်သေးပါဘူးအလေးချိန်ကလည်း450ကနေ900ပေါင်လောက်ရှိနေပြီးတော့အရွယ်ရောက်ဖို့ဆိုနောက်9လကနေ10လလောက်ဆောင်ရပါအောင်မယ်အရွယ်ရောက်တယ်ဆိုတာဘာညာလို့ရတော့မယ်လင်မိုင်းဆိုင်ရာအရွယ်ရောက်တာကိုပြောချင်တာပါမရောက်သေးဘူးဆိုရင်တော့ကြားထဲမှာလှုပ်ရှားတွေရှိပါတယ်ပုံမှန်မြတ်စားနိုးတောက်ကနေမှာ လောက်เสียထတ်တိုးလာတာပါဒါကလဲထုံဖို့ပါခဏကိုမွေးထားတဲ့သူကအလုံးမလုံးပဲကြွေးတော့မကြွေးပါဘူးဒီတော့လဲထုံရပါမယ်နေ့တင်တဲ့အနေကလဲထုံလိုက်အဆာဆားလိုက်အိတ်လိုက်ကနေတနေ့ရောက်တော့ခဏလဲထုံနေတော့နမတကောင်ကိုနှမ်းကြည့်လိုက်ပြီပါဒီနမကငင်းငိမ်မနေပဲဆက်ဆက်လှူထနေတာပါပုံမှန်ထက်လေပိုတွန်နေတော့ခဏသူ့ကိုသတိထားမိသွားပါတယ်ဒီမှာခဏထပ်ပြီးသတိထားလိုက်မိတာကဒီနမရဲ့ private area လေးကပန်းရောင်တန်းနေပါတယ်ဒါုံနေတော့ခဏပြေးပါဘူးနှစ်တိုးကျွတ်ရဆိုတာဒါမျိုးကိုပြောတာပါ ဘာလို့ပြေးလဲဆိုတာတော့ခဏသိပါပါအမာနာရောက်တော့အနံ့ခံကြည့်ပါတယ်ပြီးတော့မေးတင်ပြီးတော့နမကိုဟိုကလိဒီကလိလောက်ပါတယ်ဒါကမှနမကငြိမ့်နေတဲ့ဆိုရင်တော့ခဏနောက်ကိုပြန်ဆုတ်ရပါမယ်ဒါကစိတ်မထွက်ခင်ကြည်ပြေးတဲ့သဘောပါပဲပြီးရင်တော့မြန်လုံးပါတယ်အကောင်ကြီးသလောက်တက်ထွက်နေပါမောင်းတင်တာကပဲကြာနေတာပါတကယ်ပြစ်တာကစက္ကန့်ပိုင်းကနေ10မိနစ်လောက်ထိပဲကြာပါတယ်ပြီးရင်တော့ လက်ထုံမှုပြန်သွားပါပြီဒီလိုပုံစံနဲ့ပဲခဏလေးနတ်ဂိုတကောင်ဖြစ်သွားတယ်ပေါ့နတ်ဂိုဆိုတဲ့အတိုင်းအသက်3နှစ်ကနေ6နှစ်အတွင်းမှာဆိုခဏရဲ့ physical form ကဒီလိုပါအမဆိုရင်တော့ no အထွက်ဆုံးအချိန်နေပါဒါကခဏတို့ရဲ့ prime time ပေါ့တခြားသတော်ဟာဒီလိုတိုက်ရခိုက်ရမရှိဘူးဆိုတော့အလုတ်လုတ်လိုက်အစာစားလိုက်နေပဲဘဝကိုမတိမချင်းအေးစေးလေးဖြတ်သန်းလို့ရပါတယ်ဒီလိုဆိုတော့လေနွားတစ်ခေတ်ရတာကမဆိုးဘူးလို့ထင်သွားတယ်မှလားဒါကခင်ဗျာတာမန်ရွာလေးတရွာမှာလဲလုတ်တဲ့နွားတစ်ခေတ်မှာပါ ကမ္ဘာပေါ်မှာနွားစုစုပေါင်း1.4ဘီလီယံရှိပါတယ်ဒီထဲကမှရွာတွေမှာလဲလုတဲ့နွားမတစ်ခင်ပဲဒီနွားတွေတစ်ခင်နည်းနည်းတော့ပြဿနာရှိနိုင်ပါတယ်ရှေ့မှာရွာနွားလည်းဖြစ်ကြည့်ပြီးပြီဆိုတော့အခုတော့မွေးနွေနွားဖြစ်ကြပါမယ်မဆခင်ကြော်ညာလေးနည်းနည်းဝင်ပါမယ်နိုင်ငံတော်ဂိမ်းဆော့ကြရင်ဒီခြံခဏတစ်ခေါက်နဲ့ပါမွေးပေတဲ့အမေကိုလည်းမသိတယ်လို့ဘယ်သူမှလည်းအနားမှာမရှိပါဘူးခဏကိုမနေ့ရမှာမွေးတာပါမွေးပြီး24နာရီအတွင်းမှာယောဂဘူးကုသမှုကိုရှော့ချဖို့အတွက်အမေနဲ့ခွဲလိုက်ပါတယ်ကွဲသွားတဲ့တာမီနှစ်ယောက်မှာ အမေကလည်းတားကိုအော်ခေါ်နေပါတယ်လူတွေလို့ emotion တွေကိုလည်းနွားတွေပေါ်မှာနေနိုင်ပြီးတော့တချို့နွားတွေဆိုရင်ငိုပါငိုကြပါတယ်မွေးလာတဲ့ခင်ရကအမလေးပါဒီလိုပုံစံနဲ့မွေးထားပြီးအသက်တစ်နှစ်ကနေနှစ်နှစ်ကိုရောက်လာပြီဆိုရင်တော့ခင်ရကိုကလေးစာမွေးခိုင်းပါပြီနွားတွေကိုဒီအသက်ရွယ်မှာမွေးခိုင်းတယ်ဆိုတာတကယ်တော့အယံငယ်ပါတယ်ကြောင်းတက်နေတဲ့ကြောင်းသူလေးတယောက်ကိုကိုဝင်လွယ်ခိုင်းတယ်လို့ပါပဲဒီလိုဖြစ်ဖို့ကိုလည်းငငယ်တဲ့ကအမေနုထာတိရစ္ဆာန်အစာကြီးကျွေး artificial insemination လို့ခေါ်တဲ့နည်းတစ်မျိုးကိုသုံးပြီးဟော်မုန်းတွေတိုးအောင်လုပ်ထားတာပါဒီနည်းကဒီလိုကြီးပါ အရွယ်မရောက်သေးခင်ကိုဝင်ဆောင်ခိုင်းဖို့သဘောအတိုင်းမဟုတ်ပဲပြန်မာနီးတွေတုံးတာမျိုးပါကိုဝင်ရဖို့တားဆက်တဲ့နေရာမှာလဲကိုကရွေးချယ်ခွင့်မရှိပါဘူးလားတဲ့နွားနဲ့ဆက်ရတာမျိုးပါတားဆက်ပြီးလို့မွေးတဲ့အချိန်ရောက်လာပြီဆိုရင်လဲရှေ့ကလို့မွေးလိုက်ခွဲလိုက်ခင်ဗျားကငိုနောက်တစ်ခါတားဆက်ဒီပုံစံအတိုင်းပဲပြန်ဖြစ်နေနွားမကြီးမှာထရာမာကြီးထက်ခါထက်ခါရကြပါတယ်လေးလာချက်တွေအရာဒီနှမတွေကရှေ့မှာခွဲခံရတဲ့တားသမီးတွေမှတ်မိကြပါပြီးတော့ဒီငရဲခန့်ဒီလိုအဆောက်အုံတွေထဲမှာနေတဲ့အနေအထားဖြစ်နေတာပါခင်ဗျားရဲ့ကလေးတော့ထွက်တဲ့နို့ကိုလဲ တိုင်းစောစစ်တန်လို့ခေါ်တဲ့နီးနဲ့ညှက်ပါတယ်ခင်ဗျားရဲ့ကလေးကတော့ရှေ့ကလိုပဲငန်ငန်ဖွင့်ပြိုးဖို့တိရစ္ဆာန်အစာတွေကိုစားရပါတယ်နေ့စဉ်ဘွားကစားစားမယ်လို့ညှက်ခံမယ်တားဆတ်ချိန်ရောက်ရင်တားဆတ်မယ်ဒီလိုနဲ့ပဲဆက်ယုံနေတဲ့မှာကုံဆုံးရပါတယ်ဒီဘွားကိုသိုးလာပြီထင်းနေကြာမှသေးတယ်အသက်၃နှစ်ကနေ၆နှစ်အတွင်းရောက်ပြီဆိုရင်တော့တဘာဝအတိုင်းမဖွင့်ပြိုးရတဲ့ခင်ဗျားလည်းယိုယွင်းလာပါပြီစားတဲ့လူလုံးတိရစ္ဆာန်အစာတွေကြောင့်အားလည်းမရှိတော့ပါဘူးဒါပေမဲ့နို့ညက်တဲ့ဆက်ကြီးကတော့ရောက်လာနေတော့မှာပဲဒီလိုတွေမလို့အပ်ဘဲနို့ထုတ်ပေးနေရတာတွေကြောင့် မစ်ဖီဗာလို့ခေါ်တဲ့ယောဂါတွေလည်းစတင်လာပါပြီဒီနွားတွေရဲ့20ရာခိုင်နှုန်းကတို့မှာယောဂါမူကုသခံရတာလေနာကျင်တဲ့ဒဏ်တွေကိုဆေးတွေနဲ့ကုသတာမခံနိုင်လို့တိတ်ဆုံးကြပါတယ်နေရတဲ့နေရာကလည်းမြေကြီးမဟုတ်ပဲမာနေတဲ့အခင်းနဲ့တန်ရှင်းမှုမရှိရတဲ့ကြောင့်ယောဂါမျိုးစုံဖြစ်ပြီး20ရာခိုင်နှုန်းလောက်ကထပ်သေးကြပါတယ်အဆိုးဆုံးကတော့တားသမီးတွေနဲ့ခွဲရတာကြောင့်ရလာတဲ့စိတ်ဓာတ်ရနဲ့အလုံးပိတ်ဆက်ယုံထဲမှာနင်းနေတဲ့အပူချိန်ကြောင့်34ရာခိုင်နှုန်းကထပ်သေးကြပါတယ်ဒီလိုနဲ့ ဦးသေးရခိုင်နှုံးသောမွေးနွေနွားတွေကဘဝကိုဒီမာနဲ့အဆုံးသတ်ကြပါတယ်ခင်ဗျားကိုပြန်သွားကြည့်အောင်ဒီနေ့ကနောက်ဆုံးနေ့ပါမွေးလာတဲ့တာသမီတွေနဲ့မနေရတဲ့အပြင်ယောဂလည်းဘောင်းတုံဝင်နေတဲ့ခင်ဗျားရဲ့ရှေ့ကိုကားတစ်သီးရောက်လာပါတယ်ကားပေါ်ဝိုင်းတင်နေကြတာတော့ရုံးဖို့လည်းအားမရှိတော့ပါဒါကခင်ဗျားကိုနောက်ဆုံးတွေ့လိုက်ရတာပါဒီမှာရင်ဒုတိယနွားဘဝကလည်းပြီးဆုံးသွားပါပြီ။ဘဝနှစ်ခုကိုရှင်ကြည့်ရရင်တာမန်နွားနဲ့မွေးနွေနွားတွေမှာအများဆုံးအသက်20ထိတက်တန်းရှိကြပါတယ်။ ဒါပေမဲ့ဇွာနွားတွေက15နှစ်ကနေ20အထိနေကြပြီမွေးနွေရေးနွားတွေကတော့9နှစ်ကနေ6နှစ်ထိပဲနေနိုင်ကြပါတယ်နေရတဲ့ဘဝတစ်လျှောက်လုံးကလည်းစမ်းကျင်ဘက်တွေကြီးပါပဲဒါကြောင့်နွားတရခဲရမယ်ဆိုရင်တော့ဇွာနွားပဲဖြစ်ကြပါဒီဗီဒီယိုကတက်တက်လို့စားဖို့တိုက်တွန်းတဲ့ဗီဒီယိုမဟုတ်တလို့နွားတို့မတောက်အောင်ပြောချင်တာလည်းမဟုတ်ပါဘူး knowledge sharing ဖြစ်လို့ပေါ်ပေါ်ပါပါကြည့်ကြပါတကယ်လို့ VPN premium နေနဲ့တခြား premium တွေလိုအပ်လာပြီဆိုရင်ဒီမှာလာဝယ်လို့ရပါတယ် website ကတစ်ဆင့်လဲဝယ်လို့ရတာဖြစ်လို့လိုအပ်လာရင်တတိယလိုက်ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ နောက်ဗီဒီယိုကြတော့မှပြန်တွေ့ကြမယ်